မင်္ဂလာပါဗျကျွန်တော်တို့ S4C ကနေပြီးတော့ကြိုဆိုပါရစေအအရောင်းအပ်ထားတဲ့ကားလေးပါဗျဟုတ်အဒီကောင်လေးကကျွန်တော်တို့3600နဲ့650ကြားထဲမှာအ Honda Fit GD1 ကိုမစည်းကျင်မဲ့တယ်ပေါ့နော်နည်းနည်းနာမည်မြင့်မြင့်လေးနဲ့အကျွန်တော်တို့ရန်ကုန် license model မြင့်မြင့်လေးတွေကအစည်းကျင်တယ်ဆိုတော့မိတ်ဆွေတွေအတွက်အကျွန်တော်တို့ Kia Picanto 1300cc တောက်လျှောက်အနက်2014 model ပေါ့နော် ဒီကောင်အပေါ်ခေါမိုးမှာလည်းကျွန်တော်တို့ဟိုဆန်ရူတွေပါသေးတယ်ပေါ့နော်ဂျာမနီဂျီရန်ရန်ကုန်လိုက်စင်ပေါ့နော်ဟုတ်ဒီကောင်လေးဒီစီဒီနေ့အစ်စ်ထက်ရောက်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်အတွင်းငန်းလေးဆက်ပြပေးပါမယ်ဈေးနှုန်းလေးကတော့6အဲ630 9ဒင်းပါခင်ဗျာဟုတ်ကဲ့အဲအတွင်းငန်းလေးတက်နေ CI volume နှစ်ဖက်နဲ့ဖြစ်တယ်အဲပြီးတော့ဟိုဟာ digital aircon လေးဖြစ်တယ်ပေါ့နော် smart key ဘာညာပေါ့ဟိုဟာဆန်ရူလေးပါမယ်ပေါ့နော်ဟုတ်ကဲ့ အဲဘာပြောဟိုဈေးတန်းရလဲသူ့ဟာလေးနဲ့သူဟိုမြို့တင်စီမဲ့သူအတွက်ဆိုရင်တော့အဆင်ပြေပါတယ်အဲဒီကောင်လေးကတော့ပီကန်နိုဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ဟိုပါပေါ့နော်1300 cc နဲ့လာမယ်ပေါ့နော်ကျွန်တော် morning နေရာတော့1000 cc နဲ့လာဆိုတော့လေထိုင်ကုန် leather seat ပတ်လည်လေးနဲ့အဲအသေးပေါ့နော်အသေး series တွေအားစိတ်ဝင်တဲ့မိတ်ဆွေတွေဆိုရင်တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တို့ recommend ပြပါတယ်ဗျဟုတ်အယိုးစစ်အထီးခိုင်မရှိဘူးနှစ်ဖြုတ်နှစ်တက်လေးတွေမရှိဘူးဟုတ်ကားလေးကောင်းတယ်ပေါ့နော်ဟုတ် အဲပြီးတော့အခုကလည်းတည့်တဲ့အတိုင်းပါဗောနော်3600 650ကြားထဲမှာလေအဲကျွန်တော်တို့ဟိုတူတူတန်တန်ပေါ့နော်ရွေးချယ်စရာကားကအဲကျွန်တော်တို့ Honda Fit GT1 တို့နောက်ရွေးချယ်စရာကတော့နဲတာဗောနော်ဆိုတော့အဲ့ထဲမှာဆိုရင်တော့ဒီကောင်လေးမစိုးဘောဟုတ်အဲကျွန်တော်စက္ကန့်လေးကျွန်တော်ဆက်ပြပေးထားပါမယ်ဗျဟုတ်အဲစက္ကန့်လေးဆိုရင်လည်းသူ့ဟာလေးနဲ့သူအတွန်းတိုက်မရှိဘူးအဲဂျိုင်းချားလေးတွေနောက်ဟိုဟာဘောနက်ဖုံးအဖြုတ်အတက်မပါဘူးဗောနော် မော်ရယ်လည်း2014ထွက်တာလည်းပါတာဗောနော်အဓိကတော့အတွန်းတိုက်မပါဘူးသူ့အလီနဲ့သူတော့ဟိုဟာဇီကွက်လေးတစ်ခုမှာတော့ဟိုပါဗောနော်ရောင်းဝယ်လို့ရတယ်ဆိုတော့ connection ထဲမှာပါပါတယ်အဲ Kia Pican ကို Korea made ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အဲကားလေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ S4C Automobile မှာလာရောက်ပြီးတော့ကားလေးကြည့်ရှုနိုင်ပါတယ်အဲဈေးနှုန်းလေးက639သိန်းမှာကျွန်တော်တို့ငွေချန်ရပါတယ် ငွေစင်ရပါတယ်ကျွန်တော်တို့အရေးကြရပါတယ်ခင်ဗျာအစိမ့်စားတဲ့မိတ်ဆွေရှိရဆိုရင်ကျွန်တော်တို့ S4C Automobile ကိုဖုန်းလေးကြိုဆက်ပြီးတော့ live ကြည့်ရှုနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်